United ပြည်ညများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်နီးပြန် MO ရင်ကတော့ဗောနော်တဖြည်းဖြည်းနဲ့ဒါထုတ်ပယ်ခံရဖို့အချိန်တွေက နီးစပ်လာပြီလို့ပဲဒါဆိုရမှာဖြစ်တယ်ပေါ့နော်လောလောလည်းအထီရောဒီအိနီယောကအမွေရင်ပေါ်မှာပြေဝထောက်ခံထားသေးတယ်ဗျဘာလို့လဲဆိုတော့ပေါ့နော်ကျွန်တော်တို့ကအမွေရင်ကိုဒီစာချုပ်တက်တန်းချုပ်စင်ကာလာဗျာသူတက်တန်းတနည်းပြေမှဟိုထုတ်မယ်ဆိုရင်ယောကြီးရနင်းမယ်ဒါပေမဲ့တနည်းမပြေခင်ထုတ်မယ်ဆိုရင်ယောကြီးရများမယ်ဆိုရင်ပုံစံမျိုးရှိရဗျာအိနီယောကအဲ့ဒါကိုဒါတစ်ချက်စောင့်ကြည့်နေတာလည်းဖြစ်နိုင်တယ်နောက်တစ်ခုကရောက်တော့ဗျာမနေ့တုန်းကပေါ့နော်ကျွန်တော်တို့ကဒါတဟန်ကိုထုတ်ပြီးတော့ဗျာရာဒီဝက်လောက်ရောက်မှထုတ်ပြီးတော့ဒါအမွေရင်ကိုခေါ်ရတာဖြစ်တယ်ပေါ့နော်ဆိုတော့ဗျာအဲ့လိုဘာကြောင့် င်ခေါ်လေးဆိုရင်ဒါအင်နီယောကကြိုက်လို့ပဲဒါစာဂျင်ရက်ကလေးတို့ Omar Brada တို့စသဖြင့်ပေါ့နော် Jason Wacker တို့သူတို့တွေကြိုက်လို့ဒါခေါ်ထားတဲ့နီးပြဖြစ်တယ်ဗျာကြိုက်လုံးလို့မှရာဒီဝက်တင်ခေါ်ထားပါပေါ့နော်ပုံမှန်အားဖြစ်ဆိုရင်ကျွန်တော်တို့ကအဲ့ဒီအချိန်မှာဒီအဲ့တော့ဒီ Nistre တိုင်းခဏဝင်ကင်နေရေပေါ့နော် Nistre တိုင်းဒါမှမဟုတ်ရင်ဒီယာယီနီးပြတယောက်ယောက်ကိုခန့်လေးရှိပြီးတော့ဗျာနောက်ရာဒီအစ်စ်မာတာပေါ့နော်ကျွန်တော်တို့ကလောင်တန်နီးပြတွေကိုခန့်လေးရှိရေပေါ့ဒါပေမဲ့လည်းတို့ဒီ MOY ကိုတာမြန်မြန်ဆန်းဆန်းခေါ်ယူခဲ့ရေပေါ့နော်ပြီးတော့တို့ဒီအချိန်လည်းအများကြီးပေးမယ်လို့ဒါအတီလင်း ပြောကြားထားတာဖြစ်တယ်ဗျာနောက်တစ်ခုကတော့သူတို့ကိုနိုင်ကလည်းသဘောကျတယ်ဆိုတော့ဗောနော MOU ကိုထုတ်ဖို့ဒီပြောနေဆိုနေကြတဲ့အချိန်မှာသူတို့တွေတုတ်တုတ်မှမလုပ်ဘူးဆိုတော့အဲ့ဒါကြောင့်လည်းပါတယ်ဗျာသူတို့အနေနဲ့ကလည်းစဉ်းစားနေရပဲဗျာဘာလို့လဲဆိုတော့ဗောနော INIO ကဒီစရောက်လာပြီဆိုတော့ဗျာစီမံခန့်ခွဲမှုတွေမှာကောင်းမွန်နေမယ်လို့အားလုံးကယုံကြည်ခဲ့ကြတယ်ဗောဒါပေမဲ့လည်းသူတို့ကင်ပြီးတိတ်မကြဘူးသူတို့ရဲ့ဒါနီးပြဗျာနမေကဒန်အဝက်လဲဒန်အဝက်လာဘယ်သူလား ဒါအဝက်ဖြစ်မင်းနဲ့တူတယ်နျူကက်ဆယ်ကနေကျွန်တော်ရောကြီးပေးပြီးခေါ်ထားတယ်ဒီစီမံခန့်ခွဲမှုမှာဗျာဆရာကြတဲ့တယောက်ပဲဘယ်အရာတူးလဲတော့ကျွန်တော်လည်းတိကျမသိဘူးဗျာထားပါတော့သူလည်းဒါရိုက်တာတယောက်ပဲပေါ့နော်သူ့ကိုခေါ်တယ်ပြီးတော့ဒါချက်ချင်းပဲပြန်ထုတ်လိုက်တယ်ဗျာသူ့ကိုခေါ်တော့ကလည်းရောကြီးပေးရတယ်လို့ဒါပြန်ထုတ်တော့လေရောကြီးပေးရတယ်အဲ့ဒီအရာဆိုရင်ဒါဝေဖန်မှုတော်တော်မြင့်နေတယ်ပေါ့ပြီးရင်ခု အမွေရင်ဝင်ဆိုရင်လည်းဗျာတို့ကဒါအလွယ်တကူမထုတ်ဘူးဆိုတာတို့ကြိုင်လွန်းလို့ပေါ့နော်အချက်လက်တွေရတရားစောင့်ကြည့်ပြီးခေါ်ထားတဲ့နိဗျတယောက်ကဟိုဒီလိုမျိုးဖြစ်နေတာပေါ့ဗျာတို့လည်းကြိုက်တော့မကြိုက်ဘူးဒါပေမဲ့လည်းအချိန်နည်းနည်းထပ်ပြီးထားတဲ့သဘောပဲဘာလို့လဲဆိုတော့တို့ရဲ့ချူဇန်ဝမ်ဖြစ်နေလို့ပေါ့နော်ဖာဂူဆန်ကတော့မူရက်ကိုရွေးချယ်ခဲ့တယ်လို့အင်ဒီယောရဲ့ချူဇန်ဝမ် ဖြစ်နေတာပေါ့ဒါပေမဲ့လည်းဒီရလက်တီတဲ့ဇက်တိုက်ဆိုးနေမယ်ဆိုရင်တော့အမိုရင်နေနဲ့လေအဝါခန့်ချက်မရှိဘူးဗျာပြီးတော့ဒီယာဒီကုံနာနဲ့သူ့ရဲ့ယာဒီကုံမဟုတ်ဘူးပေါ့နော်လာမဲ့ဒီနှစ်ပွဲသုံးပွဲလောက်ရလက်မကောင်းတာနဲ့သူ့ထုတ်ပဲခံရနိုင်ကြီးရှိရပေါ့နော်ဒီဆန်နာလန်နဲ့ပွဲရတော့ရှုံရှုံနိုင်နိုင်ဗျာဘယ်ဘလို့မှတက်ရောက်မှုတိတ်မရှိနိုင်ဘူးလို့ကျွန်တော်တို့ထင်တယ်ဒါပေမဲ့လည်း international break တွေအပြီးပြန်ကစားတယ်လေပါဘူးနဲ့ပွဲပေါ့နော်ဒီပွဲအပြီးမှာတော့ဟို အမွေရင်ဒီဇက်တိုက်တိုင်းရှုံးနေမယ်ဆိုရင်ဒါထုတ်ခံရဖို့တော်တော်နှိစက်နေပြီလို့ပဲပြောရမှာဘာလို့လဲဆိုတော့ဗျာကျွန်တော်တို့ကဒီလာမယ့်နီးပြတစ်ယောက်ကိုအနီးပြယာယီနီးပြမယ်ဖြစ်ဖြစ်ပေါ့နော်နောက်ထပ်နီးပြတစ်ပဲဖြစ်ဖြစ်ခေါ်ပြီးတော့ဗျာသူ့ရဲ့အဖွင့်ပွဲတွေမှာဒီလိုမျိုးလီဗာပူးလိုအသင်းမျိုးနဲ့ ပေးတွေ့တယ်ဆိုတာဗျာအဲ့ဒီနီးပြအတွက်ပွဲအတာထွက်သိမ့်မကောင်းတတ်ဘူးပေါ့နော်တာထွက်မှလည်းဒါ PRG ရင်ဆိုင်ရတယ်လို့ဒီအစင်တအသင်မျိုးနဲ့တန်းကန်ရတဲ့ပုံစံဖြစ်နေမှာပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်ကဒါလေဘာဘူးနဲ့ပွဲပြီးမှလာလေနီးပြသိရောက်မယ်ဆိုလေရောက်လာနိုင်ကြီးရှိတယ်လို့ဒါယူဆမိတာဖြစ်တယ်ပေါ့ ဆိုတော့ဗောနော်ဒီ MOE နေနေကလည်းဗောသူ့ရဲ့ interview တွေမှာဆိုရင်တော့နည်းနည်းသူ့ရဲ့ဒီ system အကြောင်းကိုလည်းနည်းနည်းပြောလာခဲ့တာမျိုးတွေ့ရတယ်ဗောသူအရင်တော့ဆိုရင်တော့ဒီပုံမှာတစိုက်မမတ်ယုံကြည်တယ်၊ကိုင်းတွင်မယ်ဗောနော်ဒီနီးစနေအတိုင်းပဲကောင်းပါခဲ့တယ်။ဒါပေမဲ့လည်းအခုတော့ဘလို့တန်နေထွက်လာလဲဆိုတော့ဗျာသိရမလားဥမာလူတွေကရှုံးမိဆိုဒီ system ကြောင့်ပဲပြောကြရဗောနော်နိုင်ရင်လည်းဒီ system ကြောင့်ပဲမဟုတ်ဘူးလားစသဖြင့်နောက်တစ်ခုကတော့သူဒီဒါဟိုသူကိုနိုင်ကလည်းတိနေဗျာသူ့ရဲ့ကစားကွက်တိုင်းသူ့ရဲ့ ideology တိုင်းဒီပုံဖော်ဝင်ပေးထားပြီးမယ်ရလက်တွေတလောက်ဆိုးလို့မရဘူးဆိုတာသူကိုယ် င်းလင်းသိတယ်ဆိုတော့လာမယ့်ပွဲတွေမှာသူ့အနေနဲ့ကစားကွက်တွေပြောင်းရင်လည်းပြောင်းလာနိုင်တယ်ဗျဘာလို့လဲဆိုတော့ဗောနော်ကျွန်တော်တို့ဒီဘယ်နည်းပြမဆိုဗျာဒီ၄နှစ်၃တက်လို့ကစားကွက်မျိုး၄၄နှစ်၃တက်လို့ကစားကွက်မျိုးကဒီ save လဲဖြစ်တယ်ခန်းဆက်တိုက်ဆက်လည်းမျှတာတယ်ဆိုတော့ဗောနော်နည်းပြအများစုဒါရလက်ကောင်းခြင်းတဲ့အခါတုံ့တန်ကြရတဲ့ကစားကွက်ဖြစ်တယ်အဲ့ဒီကစားကွက်အတိုင်းသာကစားမယ်ဆိုရင်ဗောနော်လက်ရှိ United ရဲ့လူစင်းကလေကျွန်တော်တို့ unit ဖြစ်နေတာကိုတွေ့ရတယ်ဗျာလောလောဆယ်အနေထားမှာဆိုရင်ဗောနော်လူရှောနဲ့ဒီ ဘလူးနိုဖာနန်တက်ကဘလူးမအိုအဆင်မပြေဘူးဗျလူချောကဒီ ACB နေရာကိုဘာလက်ထက်တို့ဒီတန်ဟက်လက်ထက်တချို့ပွဲတွေမှာဆော့ခဲ့ပူပေမဲ့ပေါ့နော်ဟိုအဲ့လောက်ကြီးအဆင်မပြေဘူးဒါပေမဲ့လူချောက AB နေရာမှာဆော့ရင်တကယ်ကောင်းတယ်ဗျာဒါသူ့ရဲ့ခြေစွမ်းကိုလေကျွန်တော်တို့ကမြင်တယ်ပြင်မြင်ခဲ့ရပြီဖြစ်တယ်ပေါ့နော်နောက်တစ်ခုကဒါသူ့ကိုဗျာအင်္ဂလန်နီးပြားတွေကရောပြီးတော့ဒီ တန်ဟက်လက်ထက်တုံးကရောအမူရင်ရောပေါ့နော်ဒဏ်ရပြန်ကောင်းလာတာနဲ့ပွဲထွက်နေရအတွက်ပြန်ပြန်တုံးနေတယ်ဆိုတော့ဟိုဒီစားသမားကဗျာကျွန်တော်တို့အရင်မချိုက်ပြင်မဲ့လေ့ကျင့်ရေးကွင်းမှာတော့ခြေစွမ်းခြေစားကတခြားပင်နောက်ခံလူတွေဒီဘယ်ဘက်ချမ်းမှာကစားတဲ့သူတွေထက်ကောင်းနေရဆိုရင်သဘောရှိရပေါ့နော်ဒါကြောင့်လေနီးပြနေတာတုံးတာဒါပေမဲ့လူရောဘလူးမအဆင်မပြေဘူးပြီးရင်ဘလူးနိုဖာနန်တက်ဗျာဘလူးနိုဖာနန်တက်ရဲ့အဲ့ဒီ သုံးလေးနှစ်တည်းရဲ့နှစ်ယောက်တန်းနေရာမှာပေါ့နော်တော်တော်လေးဒါနောက်ထီလေးလိုက်ကစားရတယ်ပြီးရင်ရှေ့လေးလိုက်ကစားပေးရတဲ့နေရာပေါ့နော်အဲ့လိုနေရာမှာဒီလိုရရင်ဘောလုံးကိုကိုယ်စီမှာထိန်းထားရတာမျိုးတွေရှိရဗျာဘလူးနိုကအဲ့လိုကစားသမားမျိုးမဟုတ်ဘူးသူကဒီဝီကီပက်တွေပေးမယ်တိုက်စစ်ကသူပေးလိုက်တဲ့ဘောလုံးတလုံးอ่ะဗျာဂိုးဖန်တီးမှုဖြစ်ရမယ်ဂိုးဖန်တီးမှုမဖြစ်ရင်တော့ကိုးရနိုင်မှုအတွက်ပေါ့နော်ဖန်တီးနိုင်တဲ့ဟိုခွင့်ရေးကောင်းတစ်ခုဘောလုံးတလုံးအဲ့လိုဘောလုံးတွေကိုပဲသူကရွေးရွေးပြီးပေးတာဗျာအဲ့ဒီအတွက်ဒီဟိုကွက်တိဖြစ်သွားတဲ့အလုံးစွင်လဲကျွန်တော်တို့ကအစ်စ်တွေဖြစ်သွားနိုင်ပြီးတော့ပြတ်သွားတဲ့အလုံးစွင်လဲ တပြန်တိုက်စင်အန္တရာယ်ရှိတယ်ပေါ့နော်အဲ့လိုမျိုးသူကကစားတတ်တဲ့ကစားသမားပြီးတော့မမောမပန်ကစားနိုင်နေဆိုပေမဲ့လေအဲ့ဒီဟို CM နှစ်ယောက်နေရာပေါ့နော်တစ်ယောက်နေရာကစားနံပါတ်8ဒုမို့ပေါ့နော်8 hybrid ပုံစံမျိုးကစားရတဲ့အခြေမျိုးမှာဘလူးနိုဘလူးမအဆင်ပြေတာတွေ့ရတယ်ပေါ့သုံးလေးနှစ်တက်မှရောက်တော့ဗျာသူ့ကိုအဲ့နေရာမှာမသုံးရင်လေကျန်တဲ့နေရာသုံးနေရာမရှိဘူးဖြစ်နေတာဘာလို့လဲဆိုတော့မာတီရဲ့ကိုညာနဲ့ Brian Ambu မို့လေသူက AM နှစ်ယောက်နေရာမှာသူတို့နှစ်ယောက်ကိုအကြိုက်ဆုံးဖြစ်နေရဗျာအဲ့လိုဆိုတော့ပေါ့နော်ဒီ ကစားခွက်ကကောင်းတယ်သူ့ရဲ့စနစ်ဒီလေကောင်းတယ်ဒါပေမဲ့အဲ့ဒီစနစ်ထဲမှာကစားနေတဲ့ကစားသမားတွေရဲ့ဟိုအကောင်ဆုံးစွမ်းရည်တွေကိုဗျာဒီစနစ်ကနေထုတ်လို့မပေးနိုင်အောင်ပြီးတော့ဗောနော်ဘလူးနိုလိုကစားသမားကချမ်းထားလို့လည်းမင်းအရတနေရာထည့်ပေးလိုက်ရတယ်ဗျာထည့်ပေးလိုက်တဲ့နေရာကလည်းသူ့အတွက်အကောင်ဆုံးနေရာမဟုတ်တဲ့အတွက်ကစားသမားအတွက်ပါ PR တွေဖြစ်တယ်ဆိုတော့ဗောနော်ဒီဂျန်နဲ့ဗျာဒီပက်ထရစ်ဒေါ်ဂူတို့ဒီအာမန်နေရာမှာတခါတည်းကဝင်ဆော့တဲ့ဒီအေဂိုဒါလော့တို့ကလည်းဗောနော်ကောင်းကောင်းကစားနိုင်နေဆိုပေမဲ့လည်းပုံမှန်ခြေစွမ်းလည်းမရှိဘူးနောက်တစ်ခုကအမွန်ရင်လိုချင်တဲ့ဒီ 3လေးနှစ်တည်းရဲ့ပေါ့နော်၄ယောက်တန်းရဲ့ဘဲစွန်ညာစွန်ကကစားသမားတွေစီကတောင်းဆိုတာတွေဆွမ်းရည်လဲပြေဝါထုတ်လို့မပေးနိုင်ဘူးဗျာဆိုတော့ဒီ MOY အနေနဲ့လှုပ်ဆရာကစားခွက်ပဲချိန်ဝင်ရှိပါတယ်ရလက်ကောင်းရင်ရင်ကစားခွက်ချိန်ပေါ့နော်တကယ်လို့သာကစားခွက်ချိန်လိုက်မယ်ဆိုရင်၄နှစ်3တည်းပဲစွန့်မလားဗျာနောက်ဆုံးဖိုးဖိုးတို့စော့ကျင်လေစော့ရတယ်၄3 3ထိလဲဒါ ဆော့လို့ရတယ်ပဲဘာလို့လဲဆိုတော့ Brian Amu မို့လို့မာတီရဲ့ကွန်ညာရောအာမတ်တို့ကဒီ AWF RWF တွေနေရာမှာလဲဆော့နိုင်တဲ့ကစားသမားတွေဖြစ်တယ်ပေါ့နော်မေဆမ်မောင်းကလည်းအဲ့နေရာဆွဲသုံးညင်သုံးလို့ရနိုင်သေးတယ်ဆိုတော့ပြဿနာရန်ကြီးမရှိဘူးဗျာအဲ့ဒီတော့ဒီ MN အနေနဲ့ကစားပွဲပြောင်းမပြောင်းတော့ကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်တယ်တေချာပေါက်ကတော့ရလက်ကောင်းမှုလို့တယ်ရလက်တာမကောင်းမှုဆိုရင်တော့ပေါ့နော်လာမရှုံးမွေးတွေပြီးမှပဲဒါရှစ်ပွဲတွေဇက်တိုက်ရှုံးနေရင်ဒါထုတ်ခံရနိုင်ကြီးရှိရပေါ့ဗျာ ပြီးတော့ဗောနော် M1 သာထုတ်မယ်ဆိုရင် United ရည်ရွယ်ထားတဲ့နီးပြား၃ယောက်ရှိတယ်အဲ့ဒါဘုံဘောင်းနီးပြား Ariola ရယ်ပဲလီနီးပြား Glasner ရယ်ပြီးတော့အဲအင်္ဂလန်နီးပြားစောင့်ကိတ်ရယ်ဗောနော်သူတို့၃ယောက်ကိုတော့လောလောဆယ်ရထားတယ်လို့သိရရဗျာအဲ့ဒီထဲမှာကျွန်တော်နေနေကတော့အမြင်ဉာဏ်ဆုံးဆိုရင်တော့ Glasner ပဲယူရချေရမှာပဲဗောနော်ဘာလို့လဲဆိုတော့ဟိုဒီနီးပြားကလည်းဒီ၃လနှစ်တက်ကစားကွက်ကိုပဲကစားတာဖြစ်တော့ဗျာ United က M1 ဝယ်ထားတဲ့သူတွေနဲ့ဆိုရင်အဆင်ပြေနိုင်တယ်ပေါ့နော် အဲ့လိုမျိုးဆိုတော့ဗောနော်ကျွန်တော်တို့ဒယ်ဘယ်နည်းပြရောက်မလဲဆိုတာကတော့ဒါစောင့်ကြည့်ရမှာဖြစ်ပြီးတော့အဲ MOIN ဒီရလက်မကောင်းရင်အထုတ်ခံရမလားဒါမှမဟုတ်အင်းနီယောကပဲဆက်ထားမလားဆိုတော့စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်ဒီကြည့်ရှုပေးရတဲ့ United ပြည်သားအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ